問題21 The essay တပုံနော် essay လေးရေးထားတယ်ကျွန်တော်မေခွန်းဖတ်ကြည့်မယ်လေကွန်နောကာဆန်ဝါဒိုးတဲ့ဥဒေရှိဆိုနီဝါရိုင်းမတ်တာကာလေကွန်ရဲ့အမေကနော်အမေကဘာဖြစ်လို့ဥနေရှိဆိုနီဆိုအရန်ပျော်ရွှင်တဲ့ပုံစံနဲ့ရည်နေခဲ့တာလဲတဲ့ဘာလို့ရည်တာလဲဤချင်းဝါတာရှိကလေကွန်နီအေဟွန်ကို読んであげるからကျွန်တော်ကလေကွန်ကို ဲကွန်ဆိုတဲ့ဆွဲကောင်းလေးနော်ကောင်းလေးနမဲအဲကွန်ကိုအဲဟွန်းစွာရုပ်ပုံပါတဲ့စာအုပ်ပုံပြစာအုပ်ရုပ်ပြစာအုပ်ကိုဖတ်ပြရတော့ကြောင်းမလို့သူ့အမေကရည်တာလားနေ့ကလဲကွန်ကရှိဒါယူကီဟိမေကစုခိဒါကာရလဲကွန်ကရှိဒါယူကီဟိမေကိုကြိုက်တာကြောင်းမလို့ရှိဒါယူကီဟိမေဆိုတာဘာမှမသိတော့အဲ့တန်းလေးပဲကြောက်ခဲလို့ရတယ်စုခိဒါကာရကြိုက်တော့ကြောင်းမလို့သူ့အမေရည်တာလား レイコが白雪姫をママと言ったと思ったから。レイコがエリ白雪姫をママ、ママさあめな。あめろ、ぴょらいてろ、てなちゃうもろとあめいらら。レイコが悪い情を悪いぞ、そうらの。情をぞ、女性。 女မိန်းကလေးနဲ့အိုးဆိုတာကအိုးစမဘယင်အဲ့တော့ဘယင်မကိုပြောချင်တယ်လေကောငားတဲ့ဆိုးတဲ့ဘယင်မမကောင်းတဲ့ဘယင်မကိုတဲ့မမတို့ဤတာတို့မတကမမလို့ခေါ်လိုက်တယ်လို့ထင်တာကြောင့်မလို့သူအမေကရည်ရလားဟိုင်အဲ့တော့ဖတ်ကြည့်ရအောင်私が働いている保育園に1歳のレイコンという男の子がいます。 ကျွန်တော်အလုံးလုံးနေတယ်ဟိုအီးခွန်ဟိုအီးခွန်ဆိုတာကလေမူဂျိုမတက်သေးတဲ့ဟိုအရန်ငယ်သေးတဲ့ကလေးလေးတွေ nursery school ကိုပြောတာအဲ့လိုကလေးလေးတွေထားတဲ့ကျောင်းကိုဟိုအီးဟိုအီးခွန်လို့ခေါ်တယ်။၃နှစ်အောက်ကလေးတွေထားတာတနည်းအဲ့တော့အဲ့ဒီဟိုအီးခွန်မှာသူအလုံးလုံးနေတဲ့ဟိုအီးခွန်မှာတနည်းအရွယ်ဒေးခွန်ဆိုတဲ့ကောင်ကလေးရှိတယ်တဲ့ဒေးခွန်ကရှီနာယူကီဟိမေနော်အေဟွန်ကဒိုင်စကီです အဲဟွန်စာရုပ်ပြစာအုပ်နော်ရုပ်ပြစာအုပ်ကိုအရင်ကြိုက်တယ်ရေကုံကရှိဒာယူကီဟိမဲဆိုတဲ့ရုပ်ပြစာအုပ်ကိုအရင်ကြိုက်တယ်ရရှိဒာယူကီဟိမဲဆိုတာဘာလဲဆိုသူရှင်းပြထားတာ Snow White ကိုပြောတာနော်ဟိုင်းအဲ့တော့အဖြူရောင်ရင်နင်းရင်ဟိမဲဆိုတာကမင်းသမီးကိုပြောတာအဲ့တော့အဖြူရောင်နင်းမင်းသမီးဆိုတော့ Snow White အဲ့တော့ Snow White ရုပ်ပြစာအုပ်လေးကိုအရင်ကြိုက်တယ်တဲ့ 私が白雪姫の絵本を読んであげると、ちょのあいすのわいよぴゃさをりをぱぴゃらいてかま、悪い情報がまかんね、そうまいの、ぶゆまじが怖い顔をしているページで、怖い顔をさ、ちゃうせやかんね、みんな、ろ、にて、ページ、さみんな、まーれ。 ဆုံးမရေပုံပေါ်နေတဲ့စာမျက်နှာမှာဒေကွန်ဝါ itsu mo mama to itte yubi o sashimasu ဒေကွန်လေးကအမြဲတမ်း mama လို့ပြောပြီးတော့ yubi o sashimasu လက်ညှိုးထိုးပြတယ်တဲ့အာရုဟိတနေ့မှာတော့ဒေကွန်နောအကာဆန်နိဒေကွန်ရဲ့အမေကိုဒေကွန်ဝါရှိဒါယူကိဟိမေနောအေဟွန်မီတုတောဒေကွန်လေးကစနိုဝိုက်စာအခုကြည့်ရဲဆိုရင် いつもママと言うんですよ。あねれ、ん、ママルピョレへそびろ。と、話すと、と、さかぴょ、ぴょ、ぴょぴゃれかぼの。なれら、れいこんやめぐりやか、れいこんはりすのわいさおこちら、あねれ、ん、ママルピョレへそびろ、ぴょぴゃらいてか。お母さんは、嬉しそうに笑いました。お母さんが、あやんぴょられぽんせんねれ、じげれれ。どのページのことかは、 ဘယ်စာမျက်နှာလဲဆိုတာကိုတော့ဘယ်စာမျက်နှာလဲဆိုတာကိုတော့言わないことにしました。ことにしますらがမလုပ်ဖို့ဆုံးလုပ်ဖို့ဆုံးဖြတ်တယ်။ないことにしますらမလုပ်ဖို့ဆုံးဖြတ်တယ်။အဲ့တော့ဘယ်စာမျက်နှာကိုပြောပြီးတော့ကလေးရမမလို့ပြောလဲဆိုတာတော့စာမျက်နှာကိုတော့မပြောဖို့ဆုံးဖြတ်ထားပါတယ်တဲ့။အဲ့တော့သူ့အမေကအရင်ပြောပြီးတော့ရည်လာက ဘာလို့ထင်လို့ရည်တာလဲ Snow White ဆိုအခုကျင်းကလေးလေးမမလို့ပြောတယ်လို့ပြောတော့သူ့အမေကသူ့ကိုသူ့တာ Snow White လို့ထင်နေလေအာမလို့ပြောပြီးတော့ရည်တာပေါ့နော်ဒါကြောင့်မလို့အဖြစ်ရစံပန်ですね問題に順にဒါတော့ memo လေးစာတုံးလေးချန်ထားတဲ့ပုံစံနော်စာတုံးလေးချန်ထားခဲ့တယ်ဘသူဘသူကဘာလို့ခိုင်းနေဆိုတဲ့ဟာလေးအဲ့တော့ဖတ်ကြည့်ရအောင် オウさんが帰ると同じ部屋に住んでいるリンさんからのメモが置いてあります。オウさん、ပြန်ရောက်တဲ့အခါမှာတဲ့ Onaji ဟဲရနေစွန်တဲ့ ilu ဆိုအခန်းတူတူပဲဆိုတခန်းထဲမှာပေါ့နော်တူတူနေထိုင်တဲ့ဒင်းစံစီရမမိုလေးထားထားတွေ့တယ်တဲ့အဲကြောင့်အိုးစံအိုးစံအဲဆိုပြီးတော့သူစီကိုလိုက်မှုထားတယ်ရေးတဲ့သူကနေမေကွန်ကအိုးစံက 今週ディデベ何をしなければなりませんかバオもロロミアブレ。バオロヤムレ、それは。てか、本を返して、サオピアンペビロ、リンさんの作文を出します。リンさんへ、サイザーゴンを食べやめ。サイザーゴンを食べやめ。ねか、本を返して、サオピアンペビロ、花に水をやります。ペンペンジーラウヤメ。ペンをジーラウヤメ。三、 လင်းဆန်သောစာကိုဘုံကိုတားတဲ့လင်းဆန်ရဲ့စာစီစာကုန်းကိုထပ်ပေးပြီးတော့ဟာနာနီမိဇူရာဒီမတ်ပန်းကိုရေလောင်းရမယ်။ယုံဟွန်ကိုခိုင်းတဲ့စာအုပ်ပြန်ပေးပြီးတော့လင်းဆန်သောစာကိုဘုံကိုတားတဲ့လင်းဆန်ရဲ့စာစာကုန်းကိုထပ်ပေးပြီးတော့ဟာနာနီမိဇူရာဒီမတ်ပန်းပြန်ကိုရေလောင်းရမယ်။အဲ့တော့ဒါလေးပဲပတ်ချလိုက်ရပြီးတော့ပြောနေရနော်။အဲ့တော့တခြားလေးဖတ်ကြည့်မှရမယ်။အာအိုးဆန်ရဲ့ 国尼诺托莫达奇卡阿索比尼基达诺德，丹比亚等个钱个拉来拉张莫罗，库尼尤迪亚吉，库卡拉里奥库尼伊库库托尼纳里马斯达，迪尼亚尼萨比罗，可以多普皮多格勒。来週の水曜日には帰りますが、なんでか、ボートホネマ便らめそびめ、ちょっと、 おうさんにお願いがあります。ネネラ王さんを国担当やしで。あさって金曜日までに、デバカの、タオちゃんに直すの旅の図書館に本を返してもらえませんか図書館、さ、時代ま、さ、おこびんえっぴやむらで。さ、おあやまたくほび。 それから、あら、ビロール。来週月曜日に、なんとばってねらねま、田中先生に、田中先生以後、私の書いた作文を出してください。ちょの言いたれ、最作文をたっぴわ。けど、最作文でたっぴやめおび、えろんなくしび。二つとも私の机の上にあります。なくろんね、らさおこさしさこんなくろん、ちょのざぼえぼましばれ。 ဆိုရခါတာအဲ့ဒါပြီးတော့တက်ထိုင်ထားသေးတယ်။မိုင်းနိချီဟာနာနီမီဆိုရတဲ့ကုတာစားနေတိုင်းပန်းကိုရေလောင်ပေးပါတဲ့။စမီမာဆင်ဒါကူဆန်ဥမီယာကခတ်တက်ကီမတ်စနဲလက်ဆောင်များကြီးဝယ်ခဲ့မယ်နော်တဲ့။အဲ့တော့သူလောက်ရမှာကအလောက်ကဘယ်နှခုလဲဆိုတော့၃ခုနော်။စာအုပ်ပြန်အမ်းရမယ်စာစာကုန်ထပ်ပေးရမယ်ပန်းပင်ရေလောင်ပေးရမယ်။ဆိုတော့အဖြေက4番ですね。13。だが、SA 3番ね、ぱたって。 メコンポンザンピパレ。問いが、この文章を書いた人は、ディスアンワーをディザバイゴイタレドが、九州の言葉について、九州へザガーの言葉ザビオレザガーレ、九州へザガーネ、ね、パタピロ、どう言っていますかブルピオタデレレ、九州マトネザガーをビオラ、九州の言葉、九州は九州中のジャパンへ、ジュネニーアイテア。マ、 ဟာ九州ဆိုတဲ့ကျွန်းကိုပြောတာအဲ့ချိကဟိုကနောところに住んでいる人にはအခြားနေရာမှာနေနေတဲ့သူတွေတော့ကတော့အမိကဝါကာရနာကုတေမှုစုကရှိအတိတ်ပဲနားမလဲပဲနဲ့ခက်ခဲတယ်ကျူရှူကစကားတွေကတခြားနေရာမှာနေတဲ့သူတွေအတွက်အတိတ်ပဲနားမလဲပဲခက်ခဲတယ် 友達は九州の言葉を使った方が気持ちが伝えやすいようです。ようです。それはがぴてぽんレソビロテてンんぴンぴョラ。てゲジンガーレ。九州へずガーレ。ゴトンみロぴョラが。 九州ကနဲ့သုံးပြီးပြောတာကခီမိုချီက伝えやすいさသူရဲ့စိတ်ခံစားချက်ကို伝えるဆိုတာကဟိုတစ်ဖက်လူနားလဲတာကိုပြောချင်တာเนาะဒီညမှာတစ်ဖက်လူကိုယ့်ရဲ့ခံစားချက်ကိုနားလဲလွယ်စေတယ်ဆိုပြီးတော့ဖြစ်စေတဲ့ပုံပဲဆိုပြီးတော့တငယ်ချင်းကတော့အဲ့လိုခံစားရတဲ့ပုံပဲလို့ပြောတာ3番が、いろいろな場所にたくさんの知らない言葉があるのは不便です。ねやりみょうみょうま、 မတိတဲ့ကိုယ်တော်ဘာတွေအများကြီးရှိနေတာကဖူပင်ဖြစ်တယ်တဲ့အစမပြေဘူးတဲ့ယုံ自分も九州の言葉を使えば、ここらで九州さがれを止めそうしん、気持ちが上手に伝えられます。こうすいう性感さちゃ上手にさ、 ကောင်းကောင်းမွန်မွန်ပေါ့နော်ဒီမှာဆိုလို့ရှင်တော်တာကိုပြောတာမဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုယ့်စိတ်သဘောထားတွေကိုတစ်ဖက်လူကိုပို့ပြီးတော့နားလည်လွယ်စေမယ်ဆိုတဲ့အထိပ္ပယ်ကိုပြောတာကေပတ်ကြည့်ရအောင်တုံးတချင်းနီစွီတိုတဲ့ဝါကာဒူတို့ခေခါရဲမတ်တငယ်ချင်းစီကနေပြီးတော့ခေခါရဲမတ်အမေခံရတယ်ဘလို့မေးလဲဆိုတော့စွီတိုဆိုတာကိုနားလည်လားဆိုပြီးတော့မေးခံရတယ် うううう水筒水を入れるもの水筒そら、あたんどっらが自分ね。自体で部を自分を水筒のこれ。水筒、自体で葉を、自体で葉らと言ったら、ロピョライト、違う、魔法部で、好きっていうことで、ジャイデロピョライト、ピョラと答えました。 ဖြစ်ခဲ့တယ်အဲ့တော့ဆွေသွုံးစွာတိလာဆိုတော့ဟန်ရေဘူးပြောလာဆိုမဟုတ်ဘူးကြိုက်တယ်လို့ပြောတာဆိုပြီးတော့ဖြစ်ခဲ့တယ်တဲ့ဆိုတော့ဟီတိုဝါကျူရှူခါရာခီတာဟီတိုတဲ့အဲ့ဒီလူကဆိုအဲ့တငယ်ချင်းကကျူရှူကနေလာတဲ့သူဖြစ်ပြီးတော့ဆွေသွုံးဝါဆိုကိုနိုကိုတိုဘာဒါဆိုဒက်အဲ့ဒီဆွေတိုဆိုတာကဆိုကိုဆိုတာကအဲ့ဒီကျူရှူကိုပြောတာနော်ကျူရှူကခိုတိုဘာဖြစ်တဲ့ပုံပေါ်တယ်ခါနိုဂျောဝါအဲ့ဒီကမလီက 好きな人に気持ちを伝えたいときは、ခန္ဓာကြောဆိုဒီမှာတငယ်ချင်းကိုပဲပြောနေရနော်တငယ်ချင်းကမိန်ကလေးဖြစ်နေပြီအဲ့အဲ့ဒီသူမကတဲ့ကြိုက်တဲ့သူကိုခီမိုချီကိုစတိုင်တိုင်သူရဲ့စိတ်ခံစားချက်ကိုပြောပြချင်တဲ့အခါဆိုတော့ကြိုက်တယ်လို့ပြောချင်တဲ့အခါချစ်တယ်လို့ပြောချင်တဲ့အခါမှာစုခီယိုဒီမြေယိုတန်တန်ပြောတဲ့စုခီဆိုတာတဲ့ဆွီတော့ နော်ဟိုကဆွေတိုးလို့ပြောတာကပို့ပြီးတော့ဥမာခုအီရဲလို့ဆိုတဲ့ပို့ပြီးတော့ဟိုကျွန်းကျွန်းချင်းပြောနိုင်နေဆိုတာခုနပြောသလိုပဲချောဆူနစ်စတာအဲလိုနဲ့အဓိပ္ပာယ်တူတူပဲပေါ့နော်တေချာဟိုသူကြိုက်တဲ့အကြောင်းကိုတေချာလေးသူစိတ်ခံစားချက်ကိုတေချာပြောပြနိုင်တယ်ဆိုပြီးတော့ခံစားရတဲ့ပုံပေါ်တယ်私は東京の人ですから。ちのあろ東京はルピュテトチャモロ。そのような言葉を မော့တေးမဆင်အဲ့လိုမျိုးစကလုံးစကားတွေမရှိဘူးမပိုင်ဆိုင်ဘူးလို့ပြောတာတိုကျိုကလူတွေဆိုတာကဟိုအလုံးချေခံအပြင်တိထားမှာကတိုကျိုမှာပြောတဲ့ဂျပန်စကားဆိုတာကအခုကျမတို့တွေသင်နေရတဲ့ဂျပန်စကားဟျုံကျွန်းကိုလို့ခေါ်တယ်ဒါကသူတို့ရဲ့မူလအချေခံဂျပန်ဘာသာစကားပေါ့နော်ဒါပေမဲ့ဒေတာတွေနယ်တွေကိုလိုက်သွားပြီးတော့ဒေတာသုံးအသုံးနှုန်းလေးတွေ꿰သွားတယ် အခုဆိုလဲကျူရှူကဒေတာတော့အသုံးလုံးနေပေါ့နော်အဲ့လိုမျိုးတွေအများကြီး꽌သွားတယ်ဒါပေမဲ့တိုကျိုမှာမွေးတဲ့သူတိုကျိုမှာနေတဲ့သူတွေအတွက်ကြတော့အဲ့လိုမျိုးတခြား꽌လဲတဲ့ပြောတဲ့အသုံးလုံးလေးတွေမရှိဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာအဲ့လိုမျိုးကုတိုဘာတွေမရှိပါဘူးတဲ့たくさんの言葉を持っていると。そう、言葉にあまりしめ、そのしに、気持ちに一番合うものを選ぶことができて、気持ち、性観察者ね、 一番合う赤に依存やもの,のやを選ぶことができて、ゆいちぇんないみ いいなと思いました。ガンライターのロプトゥイミレって。とပြောချင်တာ၊ तू အားကြမိတယ်လို့ပြောချင်တာ။ဒီ Tokyo ကပြောတဲ့ဘာသာစကား言葉をね、知って、Kyushu ရလို့မျိုးဟာတယ်လည်း知って、အဲ့လိုမျိုးအများကြီး言葉တွေကို知ってဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့အကန့်ညီဆုံးစကားလေးကိုရွေးပြီးတော့ပြောနိုင်တာဆိုတော့ကောင်းလိုက်တာဆိုပြီးတော့တွေးမိတယ်တဲ့။ ကဲဆိုတော့တနစ်တုံးလေးမှာပဲတခုကကျူရှုကျခုတော့ဘာနဲ့ပတ်သက်ပြီးပြောထားတာအမှန်ဆုံးတခုဖြစ်မလဲ။နံပါတ်၁ကအီမီကဝါကာရနာကုတဲမှုစုကရှိဆိုပြီးမပြောထားအောင်မလား။နားလည်းခတ်ပြီးတော့နားလည်းလို့ခတ်တယ်လို့မပြောထားအောင်။တငယ်ချင်းကကျူရှုကစကားတွေကိုတုံးပြီးပြောတာကသူပြောပေါ်ရပြောရပူလွယ်တယ်ပုံပဲဆိုပြီးတော့ပြောထားတာလေးပါတယ်မလားတင်နာလေးမှာ။ ခနုချောဝါဆိုတဲ့ဟာလေးအဲ့တော့အဲ့နေရာလေးကအဖြေပဲဒါကြောင့်မလို့အဖြေကနိဗ္ဗာန်ဖြစ်ပါတယ်